အလုံးမင်္ဂလာပါ VOC သတင်းဌာနနဲ့ကြေဆိုပါရစေ။ကျွန်မကတော့ Snow ပါ။ဒီကနေ့မချလ12ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ညလာဆင်ရမယ့်သတင်းတွေကတော့ချင်းပြင်းမြောက်ပိုင်းဖလန်မြို့မှာအကြံဖက်စစ်ကောင်စီတပ်နဲ့ချင်းတုံဟန်ရေးတပ်ဖွဲ့တွေရဲ့ကြားဒီကနေ့မှာတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကလေကြောင်းပစ်ကူတွေနဲ့ပြင်းထန်ခုခံနေတယ်လို့သိရပါဗျ။ စကိုင်းတိုင်းကလေးမြို့မှာအတမပြည့်သေးသူတွေရဲ့ဘာဝင်လူငယ်တွေကိုအကြံပေးစကောင်းစီကစစ်မှုထမ်းတင်တဲ့တယောက်ဖို့ဖမ်းဆီးမှုတွေစတိုက်ပြုလုပ်နေတယ်လို့သိရပါဗျ။အကြံပေးစကောင်းစီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နှလားကျော်အတွင်းမှာလူပေါင်း180ကျော်သေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားကွန်ရက်ဆောင်ရှောက်ရဲ့အသင်း AAPP ကထုတ်ပြန်တဲ့သတင်းနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်မြောက်ပိုင်းဖလန်မြို့မှာချမ်ဖက်စစ်ကောင်စီတပ်နဲ့ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြားဒီကနေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကလေးချောင်းပစ်ကူတွေနဲ့အပြင်းအထန်ခုခံနေတယ်လို့သိရပါဗျ။ဖလန်မြို့ကစစ်ကောင်စီရဲ့နောက်ဆုံးလက်ချက်ခါလာယာ268တကုံကိုချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဒီကနေ့မှထိုးစစ်ဆင်တိုက်ခိုက်ရမှာတနေ့ကုန်နေ့ပါ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီဘက်ကဂျက်ဖိုက်တာ Y12 လေယာဉ်တွေနဲ့ပေါင်900ပုံတွေရဲ့ပါဝင်လေကြောင်းကနေပြန်ထန်တိုက်ခိုက်ခဲ့တာလို့ CNDF ပြောရေးဆိုခွင့်ရှိသူ Slime Timmy ကပြောပါတယ်။ပလန်မျိုးတိန်တိုက်ပွဲကိုချင်းညီနောင်စစ်စင်ရဲ့အဖြစ်ချင်းညီနောင်နဲ့တွန်းလှန်ရေးပူးပေါင်းတပ်တွေက2024နိုဝင်ဘာလ9ရက်နေ့ကနေစတင်ဖော်ဆောင်ခဲ့ကြတာဖြစ်ပြီးခုဆိုရင် လေးလကျော်ရှိလာပြီဖြစ်ပါတယ်။ချင်းတောင်လေးပူပေါင်းတပ်တွေကဖလန်မီပေါ်ကစစ်ကောင်စီစခန်းအလုံးကိုသိမ်းပိုက်ထားပြီးဖြစ်ပေမဲ့တောင်ကုန်းပေါ်မှာတည်ရှိနေတဲ့ ခလာယာ268တရင်တစ်ခုသာကြန့်ရှိနေတာဖြစ်ပါတယ်။အဲ့ဒီနောက်ဆုံးလက်ချံတရင်ကိုအပိသက်တိမ်ပိုင်နိုင်ဖို့ချင်းတုံးဟရေပူပေါင်းတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဖလမ်မြို့တိမ်စစ်စင်ရေးကာလအတွင်းမှာစစ်ကောင်စီလက်အောက်ခံရဲအရာရှိကြီးတွေပေါင်းဝင်စစ်တုံးပန်းတရာကျော်ကိုဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။ စကိုင်းတန်းကလေးမျိုးမှာတမပြည့်သေးတဲ့သူအပေါင်းဝင်လူငယ်တွေကိုအကျန်းဖက်စစ်ကောင်စီကစစ်မှုထမ်းတင်းနဲ့တယောက်ဖို့ဖန်ဆီးမှုတွေဆက်တိုက်ပြုလုပ်နေတယ်လို့ကလေးမျိုးဒေသခံတွေထံကနေသိရပါဗျ။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကနေ10ရက်နေ့အတွင်းမှာကလေးမျိုးပေါ်ကနေရတီတီကနေလူငယ်အယောက်30နီးပါးကိုစစ်ကောင်စီကဖန်ဆီးထားတာဖြစ်ပြီးလူငယ်တချို့မှာချင်းလုံးနဲ့ဘောလုံးကားကစားပြုလုပ်နေတဲ့အချိန်မှာစစ်ကောင်စီကဝန်ဖန်ထားတာလို့သိရပါဗျ။ အကြံဖက်စကောင်စီတပ်ဖွဲ့ဝင်တွေဟာကလေးမျိုးပေါ်ရက်ွက်တွေမှာ Probox ကားဖြူနဲ့နေဆင်ဖန်စီတွေပြုလုပ်နေတယ်လို့မြို့ပေါ်ကလူချေတဲ့ရက်ွက်ချိုးတို့မှာတိန်တဆင်ထောင်စုစင်းဆဟန်ဆောင်ကနေအိမ်အတွင်းထိဝင်ရောက်ဖန်စီမှုတွေလည်းရှိနေတယ်လို့ဆိုပါတယ်။အထူးသဖြင့်ကလေးမျိုးပေါ်ရက်ွက်တွေဖြစ်တဲ့အောင်သစ္စာအောင်မင်္ဂလာမင်္ဂလာဦးရင် ချမ်းမြေအောင်စီဒဇင်ရက်ွက်တောင်စလက်ရက်ွက်နဲ့တာဟန်ရက်ွက်တွေမှာရခင်ထက်ဖန်စီပို့လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်မှုထမ်းဖို့အတွက်ဖန်ဆီးခံရတဲ့လူငယ်တွေကိုကလေးမျိုးစုပေါင်းရုံမှထားရှိပြီးစုစုပေါင်းအမျိုးသားအယောက်60ဝန်းကျင်ခန့်ရှိတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မတ်လ3ရက်နေ့ကလည်းကလေးမျိုးနဲ့တောင်ပိုင်းကျေးရွာကနေမြို့ပေါ်ကိုဇေဝဲလာကြတဲ့ပြည်သူ30ကျော်ကြောက်ကူလန်းနဲ့ second လမ်းပိုင်းမှာဖန်ဆီးခံရပြီးယနေ့ချိန်ထိပြန်မလို့သေးဘူးလို့သိရပါဗျ။ချင်းစုံမျိုးနယ်စုရဲ့ချင်းချင်းကြစီလုံးညညရင်းနဲ့စိတ်ဝမ်းကွဲစေနိုင်မယ့်အမုံစကားတွေလူမှုကွန်ရက်စာမျက်နှာပေါ်ဖြန့်ဝေခြင်းမပြုချဖို့ Zoro Unification Organization Zoro ကတောင်းဆိုလိုက်ပါတယ်။ယခုရပိုင်းအတွင်း Facebook နဲ့ YouTube လိုမျိုးကွန်ရက်ဆာမျက်နှာပေါ်မှာစီလုံးညညွမှုပြုတ်ကွက်စေနိုင်တဲ့စိန်ဝန်ကွက်စေနိုင်သောအမုန်းစကားတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေပြီးမလိုလားအပ်တဲ့ဆိုဂျိုတွေတက်ရောက်နိုင်တဲ့အတွက်လူမှုကွန်ရက်ဆာမျက်နှာပေါ်ကတဆင့်အပြန်အလှန်ဝေဖန်တိုက်ခိုက်တဲ့အရေးသားနဲ့ရုပ်သံတွေထုတ်လွှင့်ခြင်းမပြုချဖို့ Zoro ကမနေ့ကတောင်းဆိုထားတာဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်ကနာမည်ကြီးရဆိုတော့တယောက်ကမီဇိုရမ်ပြည်နယ်အတွင်းနေထိုင်ကြတဲ့ချင်းစပီရှောင်းတို့ရဲ့နေပုံထိုင်ပုံနဲ့ပတ်သက်ပြီးဝေဖန်ထောက်ပြပြောဆိုရကနေချင်းနဲ့မီဇိုလူမျိုးတွေအကြားလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာအငင်းပွားမှုတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီကနေတစင်တက်ခိုက်ဝေဖန်မှုတွေဟာပြင်းထန်လာပြီးချင်းချင်းကြမလို့လားအတဲနောက်ဆက်တွဲဆူချိုးတွေဖြစ်လာနိုင်တဲ့ကြောင့်ဇိုရိုကခုလိုတောင်းဆိုလာတာဖြစ်ပါတယ် မီဇိုရမ်ပြည်နယ်ကရပ်ဖက်ဖွဲ့စည်းတစ်ခုဖြစ်တဲ့ဆိုရိုဟာ1892ခုနှစ်ချင်းလူဆိုင်ညီလာခံတဘောတူညီချက်ပုတ်တဲ့နဲ့2009ခုနှစ်ဌာနေတိုင်းရင်သားလူမျိုးများခွင့်ရေးဆိုင်ရာကုလသမဂ္ဂဂျင်ညာစာရန်အရာမြန်မာအိန္ဒိယဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှပိုင်းခြားအုပ်ချုပ်ခံနေရတဲ့ချင်းလူဆိုင်ကွကီအနယ်ဝင်တွေအုပ်ချုပ်မှုတစ်ခုအောက်မှာပြန်လည်ပေါင်းစည်းနိုင်ရတဲ့အတွက်ဂျိုးပန်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ် ကဘာရဲ့ရဲ့မှာရှိနေကြတဲ့ချင်းစုံမျိုးနွယ်စုများအချင်းချင်းကြပြန်လဲပေါင်းစည်းညီညွတ်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုရောကဆိုပါရယ်။နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်တော်ဆန်စုကြည်ရဲ့သက်80ပြည့်မွေးနေ့ကမ်ပိန်းကို American ရောက်မြန်မာတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့တောင်းခဲ့ဖြစ်သူ Cameras ကိုထင်လင်းဟာ American ပြည်ထောင်စုနယူးယောက်မြို့ကိုဒီကနေ့ရောက်ရှိလာပြီလို့သိရပါဗျ။ Su 80 birthday campaign အတွက်မြန်မာပြည်သူတွေနဲ့တွေ့ဆုံပွဲကိုမတ်လ15ရက်နေ့ကစပြီး New York, Boston, Washington DC, Indiana, Fort Wayne, Texas, Los Angeles မြို့တွေကိုသွားရောက်ပြီးမြန်မာပြည်သူတွေနဲ့တွေ့ဆုံပွဲတွေစတိုက်ပြုလုပ်သွားမှာလို့သိရပါတယ်အဲ့ဒီတွေ့ဆုံပွဲတွေမှာဒေါန်စင်ဆူဂျီရဲ့တာငယ်ကိုထင်လင်းတဲ့အတူကုလသမဂ္ဂဆိုင်ရာမြန်မာတမ်းမက်ဂျီဦးကျော်မိုးထွန်းအန်ယူဂျီအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးနော်ဆူဆန္ဒလှလှဆိုဒေါန်စင်ဆူဂျီရဲ့စီးပွားရေးအကြံပေး စင်တာနိုတို့တက်ရောက်ကြမယ်လို့လည်းသိရပါဗျ။မတရားဖန်ဆီးခံနေရတဲ့မီခင်တောင်ဆန်ဆူဂျီနဲ့အတူနိုင်ငံရေးအကျဉ်းသားများအလုံးပြန်လည်လွတ်မြောက်ရေးနေဦးတော်လှန်ရေးမှနိုင်ငံတကာရောက်မြန်မာတွေပုံမပူပေါင်းဆောင်ရွက်နိုင်ရေးနဲ့ရန်ပုံငွေရရှိရေးတို့အတွက်တာဖြစ်သူကိုထိန်လင်းကတက်နိုင်တဲ့နိလန့်တွေနဲ့ဒေါ်လာရဲ့ဆော့ပိုင်းကလေးကကြိုးစားနေကြတာဖြစ်ပါတယ်။ 2025ခုနှစ်ဇန်နဝါရီလတရက်ကနေဒီကနေ့မတ်လ7နှစ်ရည်အထိနှစ်လကျော်အတွင်းမှာအကျန်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူပေါင်း180ကျော်သေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားကွန်ရီဆောင်ရှောက်ရေးအသင်း AFP ကထုတ်ပြန်ပါတယ်။ AAPP ကကြောက်ယူထားတဲ့သတင်းအချက်လက်တွေရ2025ခုနှစ်ဇန်နဝါရီလတရက်ကနေ March 12ရက်နေ့အထိနိုင်ငံတော်မှအချမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီး66ဦးနဲ့အမျိုးသား88ဦးစုစုပေါင်း183ဦးသေဆုံးခဲ့တယ်လို့နာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့သိရပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်33ဦးပါဝင်ပြီးသေဆုံးမှုအများဆုံးမှာမကွေးတိုင်းဖြစ်တယ်လို့သိရပါတယ်။ မတ်လ17ရက်နေ့ကလည်းမကွေးတိုင်းပေါင်မြို့နယ်ထောက်ရှာပင်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစိတ်ဖြူမြို့နယ်ခြေဆိုင်မှတ်22ကကွေရီပစ္စည်းစယုံအကြံဖက်စိုးစုကလေချောင်းကနေ promoter ဖြစ်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကြီးရွာအတွင်းစတင်ချောင်းအနီးတို့ကြားရောက်ပောက်ကွဲကဒေသခံမျိုးသမီး .net ဘုံစာတီမှန်တည်ဆုံခဲ့တယ်လို့ AFP ကပြောပါတယ် 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်မတရားဆက်အာဏာသိမ်းချိန်ကနေ2025ခုနှစ်မတ်လ12ရက်အထိအကြမ်းဖက်စစ်ကောင်စီနဲ့သူရဲလက်ပါစီတွေကြောင့်မျိုးဥထွန်လှရေးကာလအတွင်းသိဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှုပ်ရှားသူတွေနဲ့ပြည်သူစုစုပေါင်းဦးရေ6400ရှိခဲ့ပြီလို့ AAPP ကပြောပါတယ်ဒါအပြင်မတရားဖန်ဆီးခံခဲ့ရသူစုစုပေါင်း2812ဦးရှိပြီးအဒီထဲက2032ဦးမှာထိန်းသိမ်းခံရရဆဲဖြစ်က ထိန်းသိမ်းခံရသူတွေတက်က1594ဦးမှာထောင်တန်းချမှတ်ခံထားရတယ်လို့ AAPP ရဲ့စာရင်းတွေအရသိရပါတယ်။ကရနီပြည်နယ်ဒီမော့ဆိုပြည်နယ်တက်ကဆစ်ရှောင်းစခန်းတစ်ခုကိုအကြံပေးစကောင်စီကလေးချောင်းကနေဘုံ15လုံးထပ်မနေကျဲချတိုက်ခတ်ခဲ့တယ်လို့ကရနီရဲ့ရေးပေါ်ကစေးရေးစီဒါကရနီကဒီကနေ့ထုတ်ပြန်ထားပါတယ်။ မတ်လ17ရက်မနေ့ည9:00နာရီကျော်ကျော်လောက်မှာဒီမော့ဆူမြို့နယ်ကစစ်ဆောင်စခန်းတစ်ခုကိုစစ်ကောင်စီကလည်ရင်ဖြင့်၃ချိန်နဲ့ဘုံအလုံးကြီး15လုံးထပ်မနေကျဲချတက်ခတ်ခဲ့ရလို့ဆိုပါတယ်။ဘုံကျဲတက်ခတ်မှုကြောင့်အသက်40ရွယ်အမျိုးသားတအူတဲရရရှိခဲ့ပြီးစစ်ဆောင်တဲအိမ်များပျက်စီးမှုရှိတယ်လို့သိရပါတယ်။2025ခုနှစ်အတွင်းမှာစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုအပအဝင် drone လေကြောင်းတက်ခတ်မှုတွေ ပုံမှုပြုလုပ်လာပြီးစစ်ဆောင်စခန်းတွေကိုခက်စိတ်စိတ်ပြတ်မှတ်ထားတက်ခတ်လာတာကို တွေးရတယ်လို့ Scorini အရေးပေါ်ကဲဆေးရေး Citer Scorini ကဆိုပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။